ဖေဖော်ဝါရီလ22ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာမိထီလာမဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမောင်သိန်းတင်သွင်းတဲ့အယ်လီညိုနဲ့ပတ်သက်တဲ့အရေးကြီးအဆိုကိုကန့်ကွက်သူတဦးသာရှိတာကြောင့်ပြည်သူ့လွှတ်တော်ကအတည်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။2016ခုနှစ်အတွင်းဖြစ်ပေါ်လာမဲ့အယ်လီညိုအကျိုးသက်ရောက်မှုကြောင့်မြန်မာနိုင်ငံတဝန်းဖြစ်ပေါ်လာနိုင်တဲ့သဘာဝဘေးအန္တရာယ်တွေကိုပူးပေါင်းကြိုတင်ကာကွယ်စီမံဆောင်ရွက်နိုင်ရင်းနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေကပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုတိုက်တွန်းတဲ့အရေးကြီးအဆိုကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။မိထီလာမဲဆန္ဒနယ်ကဒေါက်တာမောင်သိန်းတင်သွင်းတဲ့အရေးကြီးအဆိုကိုတော့ကိုယ်စားလှယ်22ဦးပါဝင်ဆွေးနွေးခဲ့ပြီးဖေဖော်ဝါရီလ23ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာကိုယ်စားလှယ်14ဦးကဆွေးနွေးခဲ့ပါတယ်။ဖေဖော်ဝါရီလ24ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ဆွေးနွေးဖို့ကြံရှိနေတဲ့ကိုယ်စားလှယ်10ဦးကထောက်ခံဆွေးနွေးခဲ့ပြီးသက်ဆိုင်ရာဝန်ကြီးဌာန9ဦးကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ်အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံမှာမိုးခေါင်ရေရှားမှဖြစ်ပြီးသီးနှံအထွက်နှုံးရောကြတာရေလောင်တမန်တွေမှာရေထဲကလျှက်စစ်တအားထုတ်လုပ်မှုကိုထိခိုက်နိုင်တာတောက်သုံးရေတွေခန်းချောက်တာအပူချိန်ပြင်းထန်ကသေဆုံးမှုတွေဖြစ်ပေါ်နိုင်တာနဲ့မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်စီမံမှုတွေပြုလုပ်ပေးဖို့အဲ့ဒီလိုဆောင်ရွက်ရမှာအစိုးရဝန်ကြီးဌာနအသီးသီးအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ခါကြိုတင်ကာကွယ်မှုတွေဖြစ်ပေါ်လာပါကဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို တေချာစီစဉ်ထားရှိဖို့ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဆောင်ရွက်ရမှာလေစာရွက်ပေါ်မှာစီမံချက်လောက်သာမဟုတ်ဘဲအမှန်တကယ်လက်တွေ့ဆောင်ရွက်နိုင်မဲ့စီမံချက်မျိုးနဲ့လေးစိမှုတွေပြုလုပ်ထားဖို့လေကိုယ်စားလှယ်တွေကအစိုးကိုထောက်ခံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ပြည်လဲဖြေကြတဲ့ဝင်ကြီးဌာန၅ခုကတော့ပြည်ထရေးဝင်ကြီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝင်ကြီးဌာနကျန်းမာရေးဝင်ကြီးဌာနလေယာစိုက်ပျိုးရေးနဲ့ဆယ်များဝင်ကြီးဌာနပို့ဆောင်ရေးဝင်ကြီးဌာနတို့ပဲဖြစ်ပါတယ်။ ဲ့ဒီအရေးကြီးအဆိုကိုလွှတ်တော်ကအတည်ပြုဖို့အတွက်မဲခွဲဆုံးဖြတ်ရမှာတော့မဲပေးခွင့်ရှိသူ430ဦးရှိပြီးထောက်ခံမဲ400ဈာနေမဲ14မဲနဲ့ကန့်ကွက်မဲ10မဲတို့ဖြစ်ခါကန့်ကွက်မဲ10မဲသာရှိတာကြောင့်အဆိုကိုပြည်သူ့လွှတ်တော်မှအတည်ပြုခဲ့တာဖြစ်ပါတယ်။